ကဲအမေရိကန်နေအီရန်ကိုစော်တဲ့ဟာကိုဝမ်းသာမနေကြနဲ့မြန်မာပြည်မှာလည်းအီးဆိုနန်းတဲ့ကောင်တွေကိုအမေသားတွေစော်တဲ့ဟာတွေဝမ်းသာကြအောင်နော်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ triple gas စခန်းကို KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်လိုက်တယ်ဆိုတော့တည်နော်ဟိုမှာသူကလူကဘာမှဘလို့ပဲဖြစ်ဖြစ်အဲ့တော့ကျွန်တော်တို့တော်လိုင်းကြီးကတော့ရှင်းပါတယ်သူတို့လည်းသူတို့အာယုံနဲ့သူတို့ရှုပ်နေတာအခုလက်ရှိအီရန်ကိုစော်တဲ့စစ်စင်ရေးဆိုတာတော့တချင်းတစ်ဖုတ်ကိုတန်စင်နဲ့ ဟုတ်တယ်မလားဂီတာဓမ္မနဲ့လီဓမ္မနဲ့အဲရတန်ဓမ္မနဲ့ပြီးလို့ရှိရင်အတီဝိုင်းတဝိုင်းတန်းစင်ကတ်အောင်လေ့ကျင့်ပြီးမှတချင်းတစ်ပုတ်ထွက်လာသလိုပဲအခုဒီနေ့အမေရိကန်ကနေအီရန်ကိုတွားဆော်လိုက်တဲ့ဒီပေါင်3000အားပြင်းတဲ့ B2 ပုံကျဲလေးနဲ့တွားဆော်လိုက်တဲ့အရာဒီဒီနေ့ချက်ချင်းစစ်စင်ရေးထဆင်နွဲပြီးတော့လုပ်လို့ရတဲ့အရာမဟုတ်ဘူးเนาะလာပေါင်းနှစ်ပေါင်းတီဆောက်ပြီးမှစီစဉ်ပြီးမှတတိယချက်ချက်ပြန်ချပြီးမှเนาะလုပ်လို့ရတဲ့စစ်စင်ရေးတစ်ခု ဲ့တော့ဒီလိုမျိုးစစ်စင်ရင်ဖြစ်လာတယ်ဆိုတော့ဒီကဒေါ်နယ်ထရန့်တက်လာတယ်ဟုတ်လားမလားအစ္စရေးဝန်ကြီးချုပ်เนี่ยဘလို့အဆက်ဆက်လဲဆိုတော့ဒါတွေကအစတည်းကကလင်တာကြလုတ်ပြီးသားအရာတွေစီစဉ်ပြီးသားအရာတွေအဲ့တော့ဒါကြောင့်မို့လို့မြမအေးဆိုတာကကဘာကအာယုံဆိုင်မှုနေခဲ့တာအဲ့တော့ လက်ရှိအချိန်ကတော့ကဘာကြီးနေတဲ့တတိယကဘာစစ်ဖြစ်မလားမဖြစ်ဘူးလားဆိုတာပြောလို့ရတဲ့အနေထားမဟုတ်ဒါပေမဲ့သူ့အတူတတိယကဘာစစ်ဖြစ်ဖြစ်မဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံမှာအာနာယူတွေမျိုးပြုတ်အောင်လို့ကျွန်တော်တို့တွေလုပ်နိုင်ဖို့တော့နံပါတ်1အရေးကြီးဆုံးပဲအဲ့တော့ကဘာကြီးကလည်းကဘာကြီးလုံလုံလုံနေလိုက်မယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့အလုပ်လုပ်ဖို့လည်းလုပ်ဖို့လိုတယ်အခု ठी ပလက်ကစကမ်းမှာစစ်ကောင်စီတွေဘလို့ဖြစ်တယ်ဒီအောင်စရစစ်ကြောင်းကိုတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလမ်းကဘလို့စော်ခံထိတယ်ဒီဒင်းလေးကိုကျွန်တော်ဖတ်ပြပါမယ်နော် ကင်ယူနာစီယုံကင်ယူတမဟာ6နည်းမြေမြန်မာထိုင်းနေဆက်လက်ကျန်စခန်း၄ခုအနက်ထိပ်ပလက်ကဲထိကပလာတစခန်းကိုယနေ့ညနေပိုင်းတွင်တိမ့်ပိုက်ရရှိပြီးဖြစ်ကြောင်း KNU သတင်းမြစ်ကပြောတယ်ထိပ်ပလက်ကဲတစခန်းကိုတော်လှန်ရေးတပ်များကတက်၍တိမ့်နိုင်ခဲ့ခြင်းဖြစ်ပြီးစစ်သားများမှထွက်ပြေးတော့တယ်ဟုလည်း KNU သတင်းမြစ်ကပြောတယ်သူများတက်ရှင်းတော့သူတို့ပြေးရတာပေါ့ကျွန်တော်တို့လူတွေစခန်းတက်သိမ့်လို့ရနေဟုသတင်းမြစ်ကပြောတယ် တိပလကေတသကံကြာပြီဖြစ်၍မြောင်းဒီမြို့တောင်ဘက်နယ်ဆက်တွင်ဥကယထစကံဝေါ်လီဘျူဟာနှင့်တိတဲလေကာကင်းစကံတို့တာကြံတော့တယ်ကြံစကံများကိုလည်းမကြမီတိမ့်ပိုက်နိုင်ပြီးအလားလာရှိတည်ဟု၎င်းကဆက်ပြောတယ်အခြားစီရေတတိမြင့်တူးကလည်းစကစတွေကစကံကနေစုပ်ပြေးသွားတာထိုင်းဘက်ကိုပေါ်တော်လန်ရေးတက်ဖွဲ့တွေကတော့စကံရတော့ပြီပြေးလာတဲ့စကစတွေဒါပေမဲ့ထိုင်းဘက်တော့မရောက်သေးဘူးတော်လန်ရေးဖွဲ့တွေကလိုက်ရှင်းနေတယ် မိလောက်မှာပါဒါပေမဲ့စက္ကစတွေကလည်းလမ်းတစ်လျှောက်မိုင်းတွေထားခဲ့တယ်ကြားတယ်သူတို့ကိုထိုင်းဘက်ကလည်းကြိုဆောင်နေတယ်တိရသူတို့မှဒဏ်ရာရတဲ့လူတွေလည်းပါတော့တိတ်မရောက်နိုင်ဘူးဂူဒီတော့ရောက်တယ်မကြတဲ့ဟုစကန်တိန်တိုက်ပွဲအကြောင်းပြောတယ်တတိယမြောက်ကရင်သတင်းမြစ်တူကလည်းထိပလက်ကက်စစ်ကောင်စီတပ်စခန်းတိမ့်ပိုက်နိုင်မှုကိုအတီးပြုတ်ထိုးပြင်မဆုတ်တမ်းခံစစ်ထိပလက်ကက်စစ်ရေးစစ်စင်ရေးခြေကုပ်စခန်းဆိုင်ဖို့ပါစစ်ကောင်စီတပ်စခန်းမှတ်တမ်းတပ်ပုံကိုလည်းသတင်းရင်းမြစ်ကလူမှုကွန်ရက်၌ပေါ်ပြတယ် ကရင်ဟန်ရဲ့ဥဆောင်တီတော်လိုင်းဘူးပေါင်းတပ်များသည်မေလ23ရက်တွင်တပ်မဟာ6နဲ့မြေကရင်ပြည်နယ်မြောက်ဒီမြို့နယ်မြမထိုင်းနယ်စပ်ကြီးစစ်ကောင်စီဘလက်ဒိုတပ်စခန်းမေလ28ရက်တွင်ကနဲလီတပ်စခန်းမေလ29ရက်တွင်ရွှေအင်းမြိုင်တပ်စခန်းမေလ30ရက်တွင်ဘရင်နောင်စခန်းနှင့်မော်ခီစခန်းဇွန်လ3ရက်တွင်တေဘောဘိုးတပ်စခန်းများကိုဆက်လက်သိမ်းယူတိုက်ပိုက်ခဲ့သိမ်းပိုက်ခဲ့တဲ့ရင်းစခန်းများအနက်ဘလက်ဒိုကနဲလီနှင့်တေဘောဘိုးတပ်စခန်းများမှလက်နက်ခဲယံအများပြားသိမ်းပိုက်ရရှိသည့် ်စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်အထိနှံခဲ့တယ်။နော်ဒီဒါကတော့ ठी ပလက်ကစခန်းကအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ကွန်ကရစ်ဒီ ठी အခုလက်ရှိပြောပြွားတဲ့စခန်းတွေကိုပိန့်ပိုက်ခံရတဲ့နောက်မှာစစ်ကောင်စီတပ်ဟာအဒီအောင်စရစစ်ကြောင်းဆိုပြီးတော့နော်စိုးဝင်းကိုယ်တိုင်လာရောက်ဥဆောင်ဖွင့်လှစ်ခဲ့တဲ့စစ်ကြောင်းဟာဒီတောက်လျှောက်နေဆက်ကိုတက်လာတာစစ်ကူတွေပို့တယ်အဲ့ဒီစစ်ကူပို့တဲ့အဖွဲ့ကိုလေပွဲစေးွားတို့နဲ့ဒီ PD ရဲ့ပူးပေါင်းအဖွဲ့တွေက လမ်းကနေဝိုင်းပြေးထလိုက်တာဘလောက်ဤစိတ်ဝါးလဲဆိုတဲ့တည်င်းလေးတွေကျွန်တော်ဖတ်ပြပါမယ်။နေသမတ်တပ်ခန်းတွေဆက်ဆက်တိုက်လက်လို့ဆုံးရှုံးနေတဲ့စစ်ကောင်စီတပ်ကကောရင်မြို့ကိုခံစစ်တင်ဖို့စစ်ကူတွေပို့နေပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတဲ့လို့မြေပြင် PDF စစ်ကြောင်းမှုနဲ့ PNC ရဲ့တည်င်းမြစ်ကပြောပါတယ်။ကွန်ကရစ်မြောက်ပိုင်းအရှလမ်းပိုင်းနဲ့ကွန်ကရစ်ကြုံတိုးလမ်းပိုင်းမှာတိုက်ပွဲတွေနေ့စဉ်ဖြစ်နေပြီးတော်လှန်ရေးတပ်တွေကအတာရနေတယ်လို့လည်းကွန်ကရစ်ဒေတာ PDF စစ်ကြောင်းမှုတူကပြောပါတယ် တောက်ချောက်ပွဲကောင်းနေတယ်တော့ဂျုံတိုးဘက်ချမ်းမှာတွေ၄တိုင်း၅တိုင်းဘက်တွေပွဲကောင်းတယ်အင်အားတွေလည်းပို့တာမနေဘူးတို့တွေအခုနောက်ပိုင်းမှာဒီဘက်တိမ်းမရနိုင်တော့ကော့ကရိတ်ဘက်ကိုခန်းစစ်ပြင်ဖို့ရအောင်ကြိုးပမ်းနေတာပေါ့အဲ့ဒါကြောင့်ဂျုံတိုးမျိုးကနေစစ်ကူပို့ဖို့စစ်ကြောင်းတွေထိုးနေတာလို့ PDF စစ်ကြောင်းမှုတူကပြောတယ်စစ်တပ်ဟာကော့ကရိတ်မျိုးကနေမြောက်ဒီမျိုးတွားရအာရှလမ်းပိုင်းကိုစစ်ကြောင်းထိုးမရတာကြောင့်ဂျုံတိုးမျိုးဘက်ကနေစစ်ကြောင်းထိုးနေလို့၎င်းကဆက်ပြောတယ် ဇွန်လ19ရက်ကကြုံတုံးမြို့ကနေစစ်တောင်းထိုးထွက်လာတဲ့တပ်မ40လီတပ်မ55ပူးပေါင်းစစ်တောင်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာစစ်သား40ကျော်တည်ပြီးလက်နက်ခဲယမ်းတွေရခဲ့တယ်လို့လိုင်ယွန်ဘက်တလီယံစစ်တောင်းကပြောပါတယ်။ကြုံတုံးနံပါတ်မှာတိုက်ပွဲတွေနေ့တိုင်းတို့လိုဖြစ်နေပါတယ်လို့လိုင်ယွန်ဘက်တလီယံစစ်တောင်းကပြောပါတယ်။လက်တော်မှာကော့ဂရိတ်ကြုံတုံးလမ်းပိုင်းက4တိုင်5တိုင်နဲ့9တိုင်နေရာတွေမှာတိုက်ပွဲတွေဖြစ်နေပြီးအာရှလမ်းပိုင်းကတော့နှွဲနဲ့တောနော်နေရာတွေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။ ဒါပြအောင်စရစစ်ကြောင်းရှိရအရှလမ်းပိုင်းကိုလည်းနေရာစုံပိတ်ဆို့ထားတယ်လို့ PDF စစ်ကြောင်းကပြောပါတယ်။ဒါပေမဲ့တိုက်ပွဲတွေအတွင်းနှစ်ဖက်ထိခိုက်မှုရှိပေမဲ့စစ်တပ်ကတေဆုံးထိခိုက်မှုပိုများတယ်လို့ဆိုပါတယ်။အောင်စရကအကုန်ငတ်ပြတ်နေပြီးအခုစနစ်တကြံမျိုးနဲ့တွန်းနေတာပေါ့ရိတ်ခရေချီမရှိရင်ဘာမှလုပ်မရဘူးကွန်ကရစ်နဲ့တောနော်ကိုသူတို့တွန်းလာလို့မရဘူးလေ။ကွန်ကရစ်နဲ့တောနော်ကြမ်းမှာပိတ်ဆို့ထားတာလို့ကရင်စစ်ရေးသတင်းမြစ်ကပြောပါတယ်။ အာရှလမ်းပိုင်းပေါ်ကအောင်စရာစစ်ကြောင်းမှာအင်အား400လောက်ကျန်နေသေးတဲ့လူတွေလည်းကောင်းကဆက်ပြောပါတယ်မြန်မာထိုင်းနယ်စပ်မြင်းအနီးကစစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကဋ္ဌသက်စခန်းနဲ့ ठी ကလပဲသက်စခန်းကိုကရင်မျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လူမျိုးရေးတပ်မတော် KNNE ကရင်မျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပြည်ရဲ့ပူးပေါင်းစစ်ကြောင်းတွေကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားတယ်လို့ကရင်စစ်ရေးသတင်းရင်းကပြောပါတယ် ။ဥဒင်းရေးသားတက်စကန်ကိုတော်လန်ရေးတက်တွေကဇွန်လ17ရက်မှာစတင်ပိတ်ဆို့ထားပြီးတိကလည်းပဲတက်စကန်ကိုပြီးခဲ့တဲ့ဇွန်လ9ရက်ကစတင်တိုက်ခိုက်နေပါတယ်။ KNL နဲ့တော်လန်ရေးတက်တွေဟာမြန်မာထိုင်းနယ်စပ်မြောက်ဒီမြို့တောင်ဘက်ကပလဒူကနယ်လေးရွှေအေးမြိုင်ဝါမီထဗရင်နောင်မော်ခီတေဘောဘုတက်စကန်တွေကိုစတိုက်တိုက်ခိုက်တင်းယူထားပါတယ်။ဒါကြောင့်မြောက်ဒီမြို့တောင်ဘက်မြန်မာထိုင်းနယ်စပ်မှာစစ်တပ်ရဲ့ဥက္ကဋ္ဌကတပ်စခန်းတိကလပယ်စခန်းနဲ့ဝေါ်လီဘူဟာနဲ့ တိတဲလေကာကင်းစခန်းတို့ပဲကြံမာတော့တယ်ပြဒါကတော့တော့ကြားနေစစ်ကြောင်းတွေဖြတ်တိုက်တယ်အဲ့တော့ဒီဒီနေ့ကတော့တိကလပဲစခန်းကိုတိတ်လိုက်တယ်ဆိုတော့လက်ရှိကြံတဲ့လေစခန်းလေးခုတွေကနေတုံးခုပဲကြံတော့တယ်နော်အဲ့တော့လက်ရှိပြောမယ်ဆိုလို့ရှိရင်ဒီအာနာရိတ်အကျန်းဖက်စစ်ကောင်စီဟာနော်သူတို့ကဘလိုပုံစံနဲ့တွားနေတယ်ဆိုတော့တီသူကိုစစ်မှုထမ်းခိုင်းပြီးတော့အဲ့ဒီစစ်မှုထမ်းတွေကိုအရှိရကာပြီးတော့သူတို့ကစစ်စင်ရေးတွေပြုလုပ်နေတာဖြစ်တယ်။အခုလက်ရှိတနင်္လာနေ့အတိုင်းမှာလည်းဒီ PDF တဲကိုဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများကြီးရှိပါတယ်အဲ့ဒီအများစုကတော့တော်စစ်မှုထမ်းဥပဒေနဲ့တော့ဝင်လာပြီးတော့ထွက်ပြေးလာတဲ့လူတွေပဲဖြစ်တယ်အဲ့တော့ဒါဟုတ်ကြီးချင်းအဖေအနာနိုင်အကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဖို့အတွက်ဒီတီတူတွေကိုစစ်မှုထမ်းခိုင်းတယ်ပြီးလို့ရှိရင်အကြမ်းဖက်အလုပ်တွေကိုမလုပ်တဲ့လူတွေကိုရရဆက်ဆက်တုံ့ပြန်ခိုင်းတယ်ဘလောက်ထိဆိုးလဲဆိုရင်ပြည်သူကိုချိုးချိုးတာတာတော့ကြောက်ဝင်မရှိဘူးလို့အမိတ်ပေးခဲ့တယ် နော်ဒီအကြောင်းကိုလည်းလင်းဝင်လာတဲ့စစ်သားတယောက်ကျွန်တော်ဗီဒီယိုအင်တာဗျူးထားတဲ့ file မှာအဲတင်ပြခဲ့ပြီဖြစ်ပါတယ်နော်အဲ့တော့လက်ရှိအခုနောက်ပိုင်းမှာနောက်တစ်ခုရှိတာကနိုင်ငံရေးထိုးနှက်မှုတွေတော်တော်များများတွေ့လာတယ်ဒါကတော့ဒေါအောင်ဆန်းစုကြည်အပါအဝင် NLD ကိုပြိုကွဲအောင် NLD အင်အားတွေကိုအဲဒီဒေါဆနာမင်းတို့လိုဟာမျိုးကိုကြော်မျိုးမင်းကအင်တာဗျူးပြီးတော့အင်အားတွေပြိုကွဲအောင်ရှင်းရှင်းပြောရရင်တော့အဓိကကတော့စစ်တပ်ကလက်နက်နဲ့တိုက်လို့မနိုင်တော့ဘူးဆိုတော့သူတို့ကောင်းကောင်းထိပါဘူး ဒီပြည်သူကိုတို့လက်နဲ့နဲ့တိုက်လို့မနိုင်တော့ဘူးဘလောက်ပဲအကြမ်းဖက်ဖက်ပြည်သူကတို့အကြမ်းဖက်တဲ့တန်းကိုကြက်ကြက်ခံပြီးတော့ရအောင်ရင်ဆိုင်နိုင်နေဆိုတဲ့ကိစ္စကိုတို့ကောင်းကောင်းတိတဲ့နောက်မှာစစ်ကောင်စီရဲ့အခုတိုက်စစ်ကိုပြန်ပြောင်းလာတယ်ဒါကတော့ပါလေတွေးခွဲတက်ရှိုးတဲ့လူကိုပြောင်းလာတယ်เนาะအခုဒေါ်စန်းစုကြည်ရဲ့မွေးနေ့ရောက်ခံပြီးမှအားလုံးတိပဲဖြစ်တယ်เนาะတရားရုံးတွေက နော်စစ်ချက်ဗီဒီယိုဖိုင်တွေထွက်လာတယ်ဒေါ်စန်းစုကြည်တနေ့နာနေတဲ့ဗီဒီယိုဖိုင်တွေထွက်လာတယ်အဲဒေါ်စန်းစုကြည်ပြောတဲ့စာတွေဆိုပြီးထွက်လာတယ်စတဲ့ဖြင့်ပြီးလို့ချင်းရင်ဒေါ်စန္နာမင်းတို့မျိုးဒီ NLD ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အခွဲအပြဲဗီဒီယိုဖိုင်တွေအင်တာဗျူးတွေအကောင်းကောင်းထွက်လာတယ်ဒါတွေကနော်ယူယူတက်တာထွက်လာတာမဟုတ်ဒါတွေအားလုံးကနိုင်ငံရေးပဲဗျနော်သူတို့မထွက်လာခိုင်းရင်ဒါတွေထွက်လို့မရဘူးရှင်းရှင်းလေးပဲသူတို့ထွက်ခိုင်းရင်တော့ထွက်တာ အဲ့တော့ကြော်မျိုးမင်းတို့အကောင်မျိုးက NLD ပါတီရဲ့ထိပ်မင်းခေါင်းဆောင်တယောက်ကိုဒီလိုအချိန်မှာအင်တာဗျူးလုပ်ပြီးဒီသူကိုပြတယ်ဆိုရဲကခဏစဉ်းစားကြည့်နေ။နော်အဲ့တော့တခုဝင်နေဖြစ်တာကကျွန်တော်တို့ပြည်သူရဲ့အရေးအချင်းကဒီနေ့အချိန်ထိမကြောက်ဘူး။အဲ့တော့ ADA လိုနေရာမျိုးမှာသူတို့တွေတိုက်တယ်လို့လုပ်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့အခုဒီနေ့27မှာပြည်သူရဲ့အတွေးအခေါ်အမျှော်အမြင်နော်နိုင်ငံရေးအတိဘဟုတုတ္တရတွေဒါတွေက စာမတတ်တဲ့ပြည်သူတယောက်တောင်မှအခြေခံအတိတ်တရားတိနေအနေထားဖြစ်နေပြီဖြစ်တဲ့အတွက်တို့တွေလှုပ်ချင်တိုင်းလှုပ်လို့မရအဲ့တော့ဒီဒေါ်လာရေးမှကျွန်တော်တို့ကဘာကြီးတွေအားကိုးလို့မရနော်အခုအမေရိကန်နဲ့အီရန်ဝင်စောလို့အမေကုလသမဂ္ဂဆွေးနေတာလို့ကြောက်ကြတာလို့စတဲ့ဖြစ်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 အဲ့တော့ကဘာကြီးကကျွန်တော်တို့အကူညီဖို့ဆိုတာက မဖြစ်နိုင်ကူညီမဲ့ဆိုကြာပြီးကူညီလိုက်တာအာနာသိန်းတာလည်းဥပဒေမဲ့အာနာသိန်းတာတိတယ်ဗျာပြီးတော့အာနာသိန်းပြီးတော့လည်းပြည်သူကိုလက်နက်မရှိတဲ့ပြည်သူကိုလက်နက်နဲ့ရဲရဲစစ်စစ်အကြမ်းဖက်တာနဲ့တို့တိတယ်ဗျာကဘာကြီးကပြီးလို့ရှိရင်လည်းရဲရဲစစ်စစ်အခုစစ်ရင်စစ်ရာဇဝမှုတွေကျူးလွန်နေတာနဲ့တိတယ်ဒါပေမဲ့လို့မကူညီကြလို့မကူညီတာအော်ဒါပေမဲ့ကျွန်တော်တို့ဘက်အချမ်းကိုတော့တစ်ခုလောက်မှမားလိုက်နဲ့ချက်ချင်းထောက်မှာအစင်းနဲ့ရှိတယ်အဲ့တော့ကျွန်တော်တို့တွေကတည်ရမှာကနံပါတ်1ကျွန်တော်တို့ခြေလမ်းမှန်မှန်လျှောက်ရမယ်နံပါတ်2 အဲ့ sorry နံပါတ်1အရေးကြီးဆုံးကကျွန်တော်စီလုံးကြီးယူကမယ်ကျွန်တော်တို့တွေးခွဲလို့မရအောင်စုံမျိုးဆိုရင်စုံမျိုးကိုပြက်ပြက်တသားထုတ်နိုင်ရမယ်တော်လှန်ရေးမှာဘယ်သူလုပ်လဲကျွန်တော်ကိုယ်တိုင်လုပ်တာကျွန်တော်ဟာတော်လှန်ရေးကိုပျက်စီးမဲ့ထိခိုက်မဲ့တွေးခွဲမဲ့အရာကိုလုပ်နေတာကျွန်တော်လုပ်လို့ရှိရင်ကျွန်တော်ကိုဆွဲထုတ်လိုက် အောက်ချင်းပြည်သူအဆင့်တယောက်ကစားပြီးတော့အခုလိုမျိုး NLD တို့ထိပ်ပိုင်းကောင်းဆောင်တွေ PDF ထိပ်ပိုင်းကောင်းဆောင်တွေ UNG ထိပ်ပိုင်းကောင်းဆောင်တွေ CRP ထိပ်ပိုင်းကောင်းဆောင်တွေတိုင်းနာ EOS တွေအားလုံးဟာတော်လန်ရေးကိုတွေးကွဲမဲ့အလို့ အာရုံမဲ့အလုတ်ရန်သူအကြိုက်အလုတ်တွေလောက်လာမယ်ဆိုအဲဒါလို့စုံပြူကိုပြက်ပြက်တလားယူထုတ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေစီးလုံးညီညွတ်မှုတည်ဆောက်ပါမယ်နော်အခုဆိုရင်ဒီလိုမျိုးဖြစ်အောင်လို့နော်တစ်ချိန်ကအဖိုက်ရခိုင်နိုင်ငံထူထောင်မယ်လို့អော်ခဲ့ပြီးတော့နော်တုတ်ပြည်သူကိုစီးလုံးခဲ့တဲ့ဘုတို့ဖုံးမြတ်နိုင်အောင်မှဒီနေ့အချိန်မှာစီးလုံးညီညွတ်မှုကိုဘယ်လောက်အလေးထားလို့ ်ရခိုင်တော်နိုင်ရေးရခိုင်ပြည်သူတွေအတွက်မဟုတ်ရခိုင်ပြည်နယ်အတွက်မဟုတ်တနိုင်ငံလုံးအတွက်ဆိုတဲ့စကားကိုထွက်ပြောတာခင်ဗျားတို့သဘောပေါက်ဖို့လိုတယ်ထို့နည်းအတူပဲနော် KIO KIA ရဘူချုပ်ကွမ်မော် NUG နဲ့အတူတူယက်တီတာ KIO KIA တွေမဟုတ်ပါဘူးကချင်လူလူတရက်လုံးမှာယက်တီနေပါလို့ထွက်ပြောတာအလကားထွက်ပြောတာမဟုတ်နော်ဘူချုပ်တာဘုံကျော်ကိုရက်ကအမေတော်ဆန်းစုကြည်မွေးတို့ထွက်ပြီးစုတောင်းပြလိုက်တယ် TNN ကြီးကအဲ့ဒါတွေကအလကားလုပ်ပြတာမဟုတ်နော်ပြီးလို့ရှိရင်ကိုရက်ကပြောလို့ ချင်းချင်းအဖွဲ့တွေဟုတ်တယ်နော်ဒါတွေအဲ့ဟာအလုံးကပင်းရင်ဒီအဖွဲ့တွေဒီဟာတွေအလုံးဟာစီးလုံးညီညွတ်မွေးကိုခေါင်းဆောင်တွေကတိဆောက်ပေးနေကြအရှိကလမ်းပြနေတာကျွန်တော်တို့ကအဲ့ဒီစီးလုံးညီညွတ်နောက်မှာထက်ချက်မကွာလိုက်နေရကျွန်တော်တို့တွေစီးလုံးညီညွတ်ဆိုတာနဲ့ရှစ်ဆက်ပြီးတွားနိုင်မှာဆိုရင်ခုနကပြောသလိုခြေလမ်းမှန်မှန်နဲ့စီးစီးလုံးလုံးညီညီညာညာနဲ့ခြေလမ်းမှန်မှန်တွားနိုင်မှာဆိုရင်မင်းအောင်နိုင်ရမကြတော့ဘူးချိန်နေတယ်နော်ဒါကြောင့်မို့လို့အာတင်းသာ ခြေလက်မှန်မှန်ချောက်တာတွေးကွဲမဲ့အလုပ်တွေမလုပ်ကြနဲ့ကျွန်တော်တို့နိုင်နေပြီအခုကကျွန်တော်တို့နိုင်နေတာကြည့်လေကျွန်တော်တို့နိုင်တာမနိုင်တာဆိုတာရှင်းရှင်းလေးပဲနော်ကျွန်တော်ဗီဒီယိုဖိုင်တစ်ခု reaction လုပ်မယ်အမှတကောင်ပြောတာမင်းတို့ဗီဒီယိုထောက်ခံမှုရှိလို့ရှိရင်လည်းကြားပြရမလို့ဘူးတဲ့ပြည်တွင်းမှာအခုအင်ဂျီအနေကြိုက်လို့တောင်းအင်ဂျီအနေဝက်ခွင့်ရှိလားတော်အောင်စသစ်ဒီမွေးနေ့ရက်မှာကိုယ့်ကိုပန်းပန်နေတော့ပန်းပန်ခွင့်ရှိလား အဲ့လိုလောက်ခွင့်မရှိတဲ့ပြည်သူကိုအာမပေးဘူးလို့တွားပြောတာကခြေလက်တွေတုပ်ပြီးတော့ဟာမင်းကောင်မရှင်နိုင်ပါဘူးကွာတွားပြောတာပြောတဲ့ပါဇက်တွေရှက်ဖို့ကောင်းတာမဟုတ်တယ်မလားအဲ့တော့ကျွန်တော် reaction တစ်ခုတီးတာလောက်ပါအောင်မယ်အဲ့တော့အခုကျွန်တော်ပြောချင်တာကကျွန်တော်တို့တွေဟာနိုင်နေတာပါဒါပေမဲ့ဘာလိုအပ်တာလဲပွဲသိမ့်ဖို့လိုအပ်နေတာကျွန်တော်နိုင်နေပြီဒါမင်းတို့တော်လိုက်နိုင်နေနိုင်နေပြီနိုင်နေမနေစဉ်းစားကြည့်အာနာ2021အာနာသိမ့်တဲ့ မြင်ငွေမျိုးအဲ့ဒီအချိန်မှာဖြစ်ပြနေတဲ့ရက်ွက်ထဲမှာစစ်သားရဲတွေနေနိုင်တဲ့ဘဝနဲ့အခုလက်ရှိ2025ထဲမှာဖြစ်နေတဲ့ဘဝနှစ်ခုပဲနှိုင်းယှဉ်လိုက်အဲ့ဒါနိုင်လားမနိုင်လားဆိုတော့အဲ့ဒါအဖြေပဲရှင်းရှင်းလေးပဲဒါပေမဲ့ဘာဖြစ်လို့လိုလဲပွဲသိမ့်ဖို့လိုအပ်နေတာအဲ့ဒီပွဲသိမ့်ဖို့စီးစီးလုံးလုံးညီညီညာညာနဲ့ပွဲသိမ့်ရိုက်ချက်ကိုကျွန်တော်ရိုက်နိုင်ဖို့ပဲလိုအပ်ပါတယ်